အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံပြင်လေးကတော့ရေသူမလေးမယ်ရီနာဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကလက်ဆိုင်လွန်လာတဲ့ပင်လယ်ပြပြကြီးရဲ့အောက်မှာမယ်ရီနာဆိုတဲ့ရေသူမလေးလည်းနေထိုင်တာပေါ့သူမဟာတောက်ပတဲ့ငွေရောင်စပင်တွေနဲ့အတူရှူတာတဲ့အတန်လေးတစ်ခုကိုလည်းပိုင်ဆိုင်ထားတာပေါ့အဲ့ဒါအပြင်သူမဟာ သူတပားကိုအင်မတန်မှကျင်နာတတ်တဲ့ရည်သူမလေးလေးဖြစ်တဲ့ကွယ်။သူမရဲ့ဘွားရည်သူမကြီးကမယ်ရီနာကိုသူတို့နေထိုင်ရာကြောက်တန်းတွေနဲ့ဝေးဝေးမသွားဖို့ဟော်ရီပင်လယ်ကြောက်တန်းတွေရဲ့အဝေးမှာရှိတဲ့ကမ္ဘာမြေပြင်ဟာအန္တရာယ်တွေနဲ့ပြည့်နှက်နေကြောင်းကိုသတိပေးခဲ့ပေမဲ့လေမယ်ရီနာကတော့သူမအဖွားရဲ့စကားကို နားမထောင်ခဲ့ပါဘူး။ ဒေတာရဲ့မနက်ခင်းလေးတစ်ခုမှာတော့စူဆန်လေးလာခြင်းစိတ်ပြင်းပြနေတဲ့ရီတူမလေးမယ်ရီနာဟာပုံမှန်သွားနေကြနေရာထက်ဝေးတဲ့နေရာစီသို့ကူးခတ်သွားလိုက်ပါတယ်အဲ့ဒီနေရာမှာကျိုးပဲ့နေတဲ့တင်မောပြက်တွေကိုသာ တွေ့ရပြီးတော့တက်ရှိတဲ့တော်ဝါတွေတကောင်မှ ရှိမနေတာကိုလည်းတွေ့လိုက်ရပါတယ်။ဒါပေမဲ့တည်တည်ရှာရှာနားထောင်ကြည့်လိုက်တဲ့အခါမှာတော့နူးညံ့စွာငိုကြွေးနေတဲ့အသံလေးတစ်ခုကို ရုတ်တရက်ကြားလိုက်ရပါတယ်။ အတန်လာရစီတို့သွားကြည့်လိုက်တဲ့အခါမှာတော့အထီးကျန်ဆောင်ကိုတွေးနေတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရပါတယ်။သူဟာအင်မတန်ကိုဟောင်းနှံနေတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပြီးတော့သူ့ရဲ့ပတ်ပတ်လည်မှာလည်းဘာမှမရှိတဲ့ကြေးရွာလေးကိုသာတွေ့လိုက်ရပါတယ်။ငိုကြွေးနေတဲ့ကောင်ကလေးဟာရေသူမလေးမယ်ရီနာကို တွေ့လိုက်ရတဲ့အခါမှာတိတ်ကိုအံ့ဩသွားတော့တာပေါ့ ပြေသူမလေးဟာ ကောင်းကလေးကိုရှူတာတဲ့အတန်ဖြစ်ပြုံးပြနှုတ်ဆက်တဲ့အပြင်တာယာဖွဲ့တရှင်လေးတစ်ပုဒ်ကိုဆိုပြလိုက်တဲ့အခါမှာတော့အထီးကျန်ဆောင်ကိုကျွေးနေတဲ့ကောင်းကလေးဟာတဖြည်းဖြည်းပျော်ရွှင်လာပါတော့တယ်။အဲ့ဒီအချိန်ကနေစပြီးတော့ရေသူမလေးနဲ့ကောင်းကလေးတို့ဟာအင်မတန်ကိုယဉ်နီးသွားတော့တာပေါ့ကွယ်။နောက်တနေ့မနက်မှာလေရေသူမလေးကကောင်းကလေးရှိရာကမ်းရှည်စီသို့သွားခဲ့ပါတယ်။ အဲ့ဒီအခါမှာဟောဒီရွာတလျွာလုံးဟာဘာကြောင့်အမြဲတမ်းတိတ်ဆိတ်နေရတာလဲလို့မေးလိုက်တာပေါ့ဒီအခါမှာကောင်ကလေးကငါတို့ရွာမှာမိုးခေါင်ရေရှားပါမှုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ငါတို့စိုက်ပျိုးတဲ့အပင်တွေအားလုံးဟာတည်ဆုံသွားကြတယ်။ငါတို့ရွာမှာရှိတဲ့တက်ရှိသရဝါတွေအားလုံးကလည်းတည်ဆုံသွားကြတယ်။နောက်ဆုံးမှာတော့ရွာမှာရှိတဲ့လူတွေဟာတယောက်ပြီးတယောက်ဒီနေရာကနေထွက်သွားကြတယ်လေ ငါနဲ့ငါအဘွားနဲ့နှစ်ယောက်တည်းပဲဒီရွာမှာကြံနေခဲ့တာပေါ့လို့ပြောပြလိုက်တာပေါ့ကွယ်။ဤသူမလေးဟာကောင်းကလေးကိုကူညီရှင်ပေမဲ့သူမဟာဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒါကြောင့်ရေအောက်ကဘာမှာရှိတဲ့ပင်လယ်ပြင်ကြီးစီတို့ကူးခတ်သွားတော့တာပေါ့။ပညာရှိတဲ့ပင်လယ်ပြင်ကြီးစီတို့ရောက်တဲ့အခါမှာတော့ဟောရီရွာကလေးကိုမိုးရွာအောင်ပြုလုပ်ပေးဖို့အတွက်တောင်းဆိုလိုက်တော့တာပေါ့ကွယ်။ အဲ့ဒီအခါမှာပင်လယ်ဘရင်ကြီးကမင်းရဲ့ကြီးမားတဲ့ဂရုစိုက်ကျင်နာတတ်မှုနဲ့တတိရှိမှုကို ပြသနိုင်မယ်ဆိုလို့ရှိရင်တော့မင်းကအခွင့်အရေးတစ်ခုပေးမယ်လို့ပြန်ပြောလိုက်တဲ့ကွယ် မင်းဟာအင်မတန်ကိုကြောက်စရာကောင်းပြီးတော့လက်ဆိုင်လွန်လာတဲ့ရေအောက်လှိုင်ကိုတစ်ခုတည်းကိုသွားပြီးတော့မော်ပလဲလုံးတစ်လုံးကိုလိုက်ရှာရပါမယ်။အဲ့ဒီမော်ပလဲလုံးဟာမင်းရဲ့ရှောက်သွေ့နေတဲ့ကဘာကြီးစီတို့မိုးရေတွေကိုယူဆောင်လာပေးပါလိမ့်မယ်လို့ပြောလိုက်တဲ့ကွယ်။မရီနာဟာရေအောက်လိုင်ကူကြီးစီတို့ရောက်သွားတဲ့အခါမှာတော့လိုင်ကူရဲ့အဝကို မဲနဲ့ပြီးတော့ကြောက်စရာကောင်းတဲ့ငရှင်ကြီးတွေနဲ့အတူရှင်ထက်နေတဲ့ကြောက်သွားတွေနဲ့ဝန်းရံထားတာပေါ့ကွယ်မယ်ရီနာဟာအင်မတန်ကိုကြောက်နေပေမဲ့လည်းကောင်ကလေးကိုကူညီရှင်တဲ့စိတ်နဲ့ဖလိုင်ကူရဲ့အတွင်းဘက်သို့ရောက်အောင်ကူးခတ်သွားတာပေါ့ကွယ်လိုင်ကူတဲ့သို့ရောက်သွားတဲ့အခါမှာလည်းမယ်ရီနာဟာကြောက်စရာကောင်းတဲ့အတန်တွေနဲ့အတူ ရေဝဲကတော့ကြီးတစ်ခုရဲ့ဆွဲချခြင်းကိုလည်းခံလိုက်ရတာပေါ့ ဒါပေမဲ့မရီနာဟာကြောက်လန့်ခြင်းမရှိဘဲနဲ့ကျွမ်းကျင်စွာကူခတ်ထွက်ခွာလာနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မယ်ရီနာဟာသူ့လိုက်ရှာနေတဲ့မော်ပလဲလုံးလေးကိုရှာတွေ့ခဲ့ပါပြီ။မယ်ရီနာဟာပလဲလုံးလေးကို ယူပြီးတာနဲ့ကောင်ကလေးနေထိုင်ရာ ရှောက်တွေ့နေတဲ့ခြေရွာလေးစီသို့ရှက်ရှဲမဲ့ပြန်လည်ကူးခတ်လာပါတော့လေ။ ကန်ဇာသို့ရောက်တဲ့အခါမှာတော့ရှောက်တွေ့နေတဲ့မြေပြင်ပေါ်မှာပလဲလုံးလေးကိုတင်လိုက်တာနဲ့တပြိုင်နက်ထဲမှာပဲကောင်းကင်တစ်ခုလုံးမဲမောင်လာပြီးတော့ရှက်ရှဲမဲမိုးရီရွာချလာပါတော့တယ်။ဟော်ရီရွာလေးမှာရှိတဲ့တစ်ပင်ပန်းမှန်တွေနဲ့ဒီနိုင်မင်တွေအားလုံးဟာရှက်ရှင်မဲ့စိမ့်လန်းဆူပြေလာပြီးတော့မြေရှောင်းအင်းအိုင်တွေအားလုံးကလည်းရေတွေအပြေးဖြစ်သွားတော့တာပေါ့ကွယ် ။အဲ့ဒီနောက်ပိုင်းမှာတော့ရွာသူရွာသားတွေကလည်းသူတို့နေထိုင်ရာရွာလေးစီတို့တက်ဖြည်းဖြည်းပြန်လည်ရောက်ရှိလာတော့တာပေါ့ကွယ်။ကောင်ကလေးဟာအင်မတန်ကိုဝမ်းသာသွားပြီးတော့ရေသူမလေးရှိရကန်းကြီးစီတို့အပြေးကလေးသွားလိုက်တာပေါ့ကွယ်ကန်းကြီးကိုရောက်တဲ့အခါမှာတော့ရေသူမလေးကသူ့အဖွားရှိရစီတို့ပြန်တော့မိဖြစ်သည့်အကြောင်းကိုနှုတ်ဆက်စကားပြောကပင်လေတဲ့သူထွက်ခွာသွားပါတော့တယ်ရွာသူရွာသားတွေအားလုံးကလည်း ယေသူမလေးကိုကျေးဇူးတင်သည့်အနေဖြင့်ပင်လယ်ကမ်းဆက်ရဲ့နဘေးမှာပလဲလုံးကိုကင်ဆောင်ထားတဲ့ယေသူမပုံရုပ်ထုကလေးကိုထုလုပ်လိုက်ကြတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်နောက်ရက်တွေမှာလည်းဘလို့ပုံမြင်လေးတွေတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်